အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ super sunday ရဲ့အကောင်းဆုံးပွဲစဉ်အကြောင်းပြောအောင် အဲ့ဒီနေ့ပွဲစဉ်ကထင်တာထက်အများကြီးပိုကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့တယ်။ဘာကြောင့်လဲ?ဒါဇယားတိတ်ကအာစနိုအသင်းအမတ်ရော့သွားတဲ့အတွက်ကြောင့်မို့ဒီနေ့မှာမန်ချက်စတာစီးတီးအတွက်ရောလစ်ဗာပူးအတွက်ရောတကယ်ကိုဒါကျွန်တော်တို့ဟိုတွားတစ်ခုအနေနဲ့ဖြစ်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်အနေနဲ့ပြောလို့ရမယ်တဲ့မှာပါပါတယ်။မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာဒါလစ်ဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တယ်။စီးတီးအသင်းကလက်ရှိမှာဒါကျွန်တော်ရမယ်16မှတ်နဲ့ကျွန်တော်အဆင့်လက်ရှိနေရာမှာ3နေရာမှာရပ်တည်နေတယ်။ဒီနေ့ပွဲစဉ်ဒါစီးတီးအသင်းအနိုင်ယူခဲ့မယ်ဆိုရင်ရမယ် 22မှတ်နဲ့တူအာစနိုအသင်းနဲ့၄မှတ်ပဲကွာတော့မယ့်အနေအထားတစ်ခုအာစနိုအသင်းရောက်ရှိမှာဖြစ်တယ်အဲ့တော့လာမယ့်ရသက်ဘက်မှာလည်းအာစနိုအသင်းကပွဲချက်တွေကိုရင်ဆိုင်ရမယ့်အတွက်ကြောင့်မို့တာကျွန်တော်တို့ အစီအစဉ်တွေနဲ့ဒီနေ့ပွဲစဉ်ကိုသာအနိုင်ရထားခဲ့မယ်ဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော်ရှေ့ဆက်ပြီးတော်တော်လေးကိုကောင်းသွားမယ်လို့ပြောတယ်။ဒီအတိုင်းမှာပဲလစ်ဗာပူးတင်းကလည်းဒီအတွက်တူတူပါပဲ။လစ်ဗာပူးတင်းနဲ့လက်ရှိမှာဒါဒီနေ့ပွဲစဉ်သာတို့အနေနဲ့ဒါအနိုင်ယူသွားခဲ့မယ်ဆိုရင်တော့အာစနယ်တင်းနဲ့လက်မှတ်အပြစ်ပြန်ပြီးတော့ကတ်သွားနိုင်မယ်အဲ့အတွက်ကြောင့်တို့ဒေတာ21မှတ်နဲ့တူ9မှတ်ပဲပြန်ကွာတော့မယ်အဲ့အတွက်ကြောင့်မလို့ဒါဒီနေ့ပွဲစဉ်မှာလစ်ဗာပူးတို့ကတော်တော်လေးကိုအရေးကြီးတဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ဒါပေမဲ့နှစ်ယောက်လုံးအနေနဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ပြောချုပ်ပြောထားပါတယ်။တည်ရကြရင်ဘယ်အသင်းတော်မှစောက်တိတ်ပဲမရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်မှာပါ။မနေ့ကဒါ United နဲ့စပါးနဲ့ပွဲစဉ်လို့ပေါ့။ဒါနှစ်သင်းရောက်တဲ့နှစ်သ နှစ်သိန်းနဲ့ကတသိန်းသာနိုင်ခဲ့မယ်ဆိုရင်တော်တော်လေးကိုအခြေအနေကောင်းမဲ့ပွဲစဉ်ဖြစ်ခဲ့ပေမဲ့တကယ်တမ်းနင်းသားငါသားဟေးဆိုတဲ့ movement ဒီမှာတော့ဒါကျွန်တော်တို့နှစ်သိန်းလုံးတာတရေသမှတ်ပြရပြီးတော့ United ဆိုဒီဒါကျွန်တော်တို့ဒီရက်သက်တစ်ပတ်ပြီးသွားမယ်ဆိုအခက်မသိရင်ကျွန်တော်ဒါအစင်ကိုတဆယ်လောက်တိဒါကျွန်တော်တို့အဲကိုတဆယ်တော့မပြောဘူးကျွန်တော်တီလောက်ကိုပြောမယ်ဆိုရင်တော့အစ်ကိုတဆယ်တော့ဘာလို့ SV လာကလည်းရှိသေးတယ်ဆိုတော့ပြောလို့တော့မရဘူးဗျာ အဆင့်90ပုံစံမျိုးဒါကျွန်တော်တို့လုပ်ထားရဲပေါ့နော်အဲ့တော့လက်ရှိဒါကျွန်တော်တို့နောက်ဆုံး update ဒါကျွန်တော်တို့ပုံစံမျိုးဆိုရင်တော့ဒါရှင်းပါတယ်ဒီနေ့ပွဲမှာတရေတမက်ရရင်တော့မြည်သူတူတူတယောက်အတွက်မှာဘဒူးအတွက်မှာအတိတ်ပဲရှိနေမှာမဟုတ်ဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်ပြီးရတဲ့မှာပါပါတယ်အဲ့တော့ Manchester City အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့စက္ကနာကြီးတို့မှာဒါကျွန်တော်တို့သူတို့ရဲ့ at the hack ကွင်းမှာဒါ Liverpool တင်းကိုဘယ်လိုရင်ဆောင်ဆောင်မှာ Liverpool တင်းကလက်ရှိမှာပြန်ပြီးတော့မှန်လာတဲ့ form ကို momentum တစ်ခုကိုဒီနေ့ပွဲစဉ်မှာအသုံးချသွားနိုင်လားလက်ရှိနောက်ဆုံး တာကျွန်တော်တို့သွားတဲ့ပုံစံမျိုးတွေအရဆိုရင်တော့ဒါ City အသင်းအနေနဲ့တို့ရဲ့အိမ်ကွင်းမှာဒါ Liverpool အခံသွားမှာဒီနှစ်သင်းတွေ့ပြီဆိုတော့အများနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုဒါကျွန်တော်စီနီမှာဖြစ်ပါတယ်တကယ်ကိုစီနီမှာဖြစ်ဒါမနစ်ကဒါကျွန်တော်တို့ဟိုဟာဗာလေ Liverpool အသင်းတိုင်ဖို့ City အသင်းတိုင်ပဲနဲ့ချင်မှာ Liverpool အသင်းကတော့အိမ်ကွင်းကအဝေးကွင်းက City အသင်းကိုဒါကျွန်တော်ဂိုးပြက်ကြီးပဲနိုင်ခဲ့ပြီးတော့ခံစစ်ပိုင်းမှာပါဒါကျွန်တော်တို့ဂိုးဂိုးမပေးအဲ့တော့နောက်ဆုံးပြိုင်ပွဲဆိုငါးပွဲမှာ City အသင်းကတစ်ချိန်ပဲနိုင်ထားပြီး Liverpool က2ချိန်နိုင်ထားတယ်တရေကတော့2ချိန်ကျထားခဲ့ရတဲ့အဲ့တော့ဒီနေ့ပွဲစမှာ Arsenal ပြိုင်ပွဲတွေ ကတည်ကြဖို့အတွက်ပဲဒီဘွဲကိုအကုန်လုံးစောင့်ကြည့်ရမှန်းနေထားမှရှိပါတယ်ဒီဘွဲမှာဒါကျွန်တော်လက်ရှိမှာအာဆနိုပရိသတ်တွေအနေနဲ့ဒါနှစ်သင်းလုံးကိုတည်ကြဖို့တော့တို့အနေနဲ့ဒါကျွန်တော်ဆူတောင်းနေမယ်လို့ပဲပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ဒီနေ့ဘွဲစဉ်မတိုင်ခင်မှာဒန်ဟဲလူစင်းကဘယ်လိုရှိမလဲစီတီသင်းတဲ့လက်ရှိမှာရူဒီကဒီနေ့ဘွဲစဉ်မှာ lack of fitness တောင်ဆက်လက်ပြီးလွယ်ချော်မယ်လို့နီးပြတ်ကတရားဝင်ဒီပြူထားတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အရန်လူစင်းမှာပါရင်ပါလာနိုင်တယ်ကိုဗာစစ်ဆက်လက်ပြီးလွယ်ချော်မယ်ဇန်နဝါရီမှာပဲပြန်လာမယ်လို့သိရတယ်မှာပါတယ်တစ်ဖက်က Liverpool အသင်းအနေနဲ့ဒါ Isak ကတော့ဒီနေ့ဘွဲစဉ်မှာဒါအရန်လူစင်းနဲ့ပြန်ပါဖို့အတွက်ကျွန်တော်တို့တေချာတော့နေနေရှိပြီ အလစ်စန်ဘက်ကဆက်လက်ပြီးလွှဲချော်မယ်လီယိုနီလွှဲချော်မယ်ဖရင်ပောင်လွှဲချော်မယ်ဘက်ဂျီဒစ်လွှဲချော်မယ်ပေါ့နော်အဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေရဆိုတော့ Liverpool အသင်းကတော့ဒါ Dan Heath ကစားသမားတွေပို့ပြီးတော့များနေတာကိုတွေ့ရမယ်ဒီမှာပါတယ် Liverpool အသင်းတွေသူတို့ရဲ့အဓိကကစားသမားတချို့ဒီနေ့မှမပါဝင်နိုင်တာကဒါတော်တော်လေးကိုဘလောက်ထိအထိနာသွားမှာလဲမဲ့ Liverpool အသင်းတွေခုလက်ရှိမှာ momentum တခုပြန်ပြီး bailout ဖြစ်လာခဲ့တဲ့ Real Madrid နဲ့ပွဲစဉ်မှာကအစ Liverpool အသင်းကကောင်းပါတယ်ဆိုတဲ့ဇာဘီအလွန်ဆိုးရဲ့အသင်းကိုဒါကျွန်တော်တို့နိုင်အောင်ဆော့ပြခဲ့ပြီးအိုက်တက်တောင်မှပို့ပြီးတော့ဂိုးပြတ်နိုင်မဲ့အခွင့်အရေးတွေကို Liverpool အသင်းဖန်တီးပြခဲ့ ဲ့တယ်အဲ့တော့ Aston Villa အသင်းတွေကို Real Madrid အသင်းတွေကိုလက်ရှိမှာဒါကျွန်တော်တို့ Liverpool ရဲ့ခံစားအကြောင်းပိုင်းကဒါခံစားမှာပြန်လုံလာတယ်ဒါကျွန်တော်တို့တိုက်စစ်ပိုင်းတွေလည်းဂိုးတွေပြန်သွင်းလာနိုင်တယ်တစ်ဖက်က City အသင်းကလည်းဒီတိုင်းပဲလက်ရှိမှာဒါကျွန်တော် Form ရဆို Villa အသင်းကိုရှုံးထားခဲ့တာလွှင့်ရင်တော့ Champions League ပွဲစဉ်တွေမှာဒါကျွန်တော်ပုံမှန် Rhythm မမှန်သွားတယ်စီးအသင်းကလက်ရှိမှာဒါ ပြန်ရတော့တာတပွဲတကူပုံစံမျိုးလေးကိုဆက်လက်ပြီးပေးထားခဲ့ရပြီလားကလင်းရှိကိုနောက်ဆုံးယူထားခဲ့တာကဗလာရီယန်ရဲ့ပွဲစဉ်ကဖြစ်တော့ကလင်းရှိယူထားခဲ့တဲ့ပွဲစဉ်ကလွဲတယ်ဆိုရင်တော့ဒါလက်ရှိမှာမန်ချက်စတာစီးတီးအသင်းအနေနဲ့တကယ်တော့နင်လားငါလားဟိဆိုတဲ့မူးမန့်ဒီမှာဒါကျွန်တော်ဂိုးလေးတွေတော့ပေးနေရတာတွေ့ရမယ်အဲ့တော့နှစ်သင်းလုံးကိုဒါနည်းနည်းလေးပြောအောင်လက်ရှိမှာဒါနှစ်သင်းလုံးကကျွန်တော်ရဲ့အခြေဆုံးချက်တဲ့အားသာချက်အားနေချက် လက်ရှိမှာလစ်ဗာပူးအသင်းကသူတို့အနေနဲ့ဖော်မတစ်ခုသူပြန်ရှာတွေ့သွားအဲ့ဒါကပါလေရောဘင်ဆင်ကိုဒါကျွန်တော်လက်ရှိမှာလက်ဘက်မှာတုံးခြင်းကသူတို့ရဲ့ခံစစ်ပိုင်းကိုပိုလုံခြင်းနဲ့ကော်နာဘရက်လီကိုတိုက်စစ်ကိုလိုက်မပါစေခြင်းမဲ့ခံစစ်ပိုင်းကိုလိုက်ချေတာပို့ပြီးတော့လုံခြုံနေဆိုတဲ့ဥစားမျိုးကိုပို့ပြီးတော့တည်သွားတာတွေ့ရမှာအဲ့တော့ဒီနေရာမှာနီးပြအနေနဲ့ Florian Risk ကိုသူဘယ်နေရာကိုထားသုံးရမလဲတဖြည်းဖြည်းသူသဘောပေါက်လာတယ်အဲ့ဒါကဘာနေရာလဲ left wing နေရာမှာအဲ့တော့ ဒီညမှာပေါ့နော်ရီယယ်မတွေ့တဲ့ပုံစံမှာကျွန်တော်ကြည့်ပုံရဆိုရင်ဆာလာကတော့သူ့ဒိုးနဲ့သူဒီညမှာတော့အထိုင်ကြတယ်ဒီညမှာသဘောကျဆုံးအချက်ကိုပြောပါမယ်ဆိုဘိုဆိုင်းရဲ့ risk ပဲဆိုဘိုဆိုင်း Florian risk နဲ့ယောက်ကသူ့အနေနဲ့ Florian risk ကအတွင်းထဲကိုဝိုင်းဆိုဘိုဆိုင်းရဲ့ flank ကိုဖြတ်သွားတယ် flank ကိုဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့အာ risk ကအခုဆိုရပါလေဆိုဘိုဆိုင်းက friend 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 flank ဘက်ကိုဒါထွက်မယ်ဆိုရင်ဒါကျွန်တော်တို့ဆိုဘိုဆိုင်းအတွင်းထဲကိုပြန်ဝင်တယ်အဲ့နှစ်ယောက်ရဲ့ဒါ combination က လက်ရှိမှာ Artie Slot I think he figure out ပေါ့နော်သူနေသူအဖြေတစ်ခုကိုသူရှာဖွေတွေ့ရှိသွားခဲ့ပြီလို့ကျွန်တော်အနေနဲ့ကျွန်တော်ကတော့ပုံကူရေးရမှာမြင်ပြီးရတယ်မှာပါတယ်အဲလက်ရှိဒီနေရာမှာဆက်ပြီးပြောရမယ်တစ်ဖက်ကဒါကျွန်တော်တို့ Manchester City အသင်းက City အသင်းကဒီတိုင်းပဲသူတို့ရဲ့ဒါကျွန်တော်တို့တကယ်ကိုကောင်းတဲ့ Queen Lee Trio Twin ကိုသူတို့ဒါကျွန်တော်တို့ရှာတွေ့သွားခဲ့ပြီလို့ပြောလို့ရမယ်တယ်မှာပါတယ် Foden, Reinders, Star, Gonzalez အဲ့တော့နှစ်သင်းလုံးမှာကျွန်တော်ဒီအချိန်မှာကျွန်တော်ဘာလို့ အရင် high ဖြစ်နေလဲဆိုနှစ်သိန်းလုံးက figure out ဖြစ်ဖို့အတွက်နီးစပ်နေတဲ့အချိန်မှာနှစ်သိန်းလုံးတွေးကြမှာပေါ့နော်အဲ့တော့ဘယ်အသိန်းကတကယ်တော့ကျွန်တော်တို့ကိုယ့်အသိန်းကြောင့်ကိုပို့ပြီးတော့တကယ်ကိုသိနေပြီလဲဆိုတာကိုပို့သိရမှာအဲ့တော့စနေသိန်းကခုလက်ရှိမှာတို့ရဲ့ override ကိုဒါကျွန်တော် inverted အချိုးတွေဒါကျွန်တော် overlap run တွေဒါကျွန်တော်လက်ရှိမှာတကယ်ကိုဒါကျွန်တော်တို့ shadow run တွေကိုတောက်လျှောက်လုတ်ခိုင်းတဲ့ပုံစံမျိုးတွေတွေးခဲ့ရတဲ့ပုံစံမျိုးရှိတယ်။ဒီနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်ဒီလိုပွဲစဉ်တွေမှာဆိုကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော် save ကိုမသုံးစေချင်ဘူး။ save your နဲ့ doku ကို save your right wing ချပြီးတော့ doku ကို left wing မှာချခိုင်းလဲ။ဘာလို့လဲဆိုတော့တစ်ဖက်ကဒါကျွန်တော် corner breading နဲ့ ော့ဘစ်စ်အငိုက်ကိုဒါကြောင့်ဒီနှစ်ကောင်ကရအောင်ချိုးရမယ်ဒါမှရှိဒါပေမဲ့ဒီနေ့ရဲ့ပွဲစဉ်ရဲ့ highlight နှစ်ယောက်ကတော့ Haaland နဲ့ Hugo Ekitike လို့ပဲဆိုရမယ် Haaland နဲ့အခုလက်ရှိမှာ Dawson Shaw သူ့အနေနဲ့ Dawson Shaw ဂိုးတွေကိုပုံမှန်ထမင်းစားရေတောက်လို့ပြန်သွင်းလာခဲ့တဲ့အနေအထားမှာတကယ်ကိုချီးကျူးစရာကောင်းလောက်အောင် Haaland က Haaland ပြန်ဖြစ်လာခဲ့တယ်လို့တွေးလို့ရတယ်မနစ်က Haaland နဲ့သူ့ရဲ့ပံ့ပိုးမှုတွေနည်းလို့သူ့နောက်ကဒါကျွန်တော်ကွင်းတယ်ကစားသမားကြီးကြောင်ပြောင်နေချိန်မှာသူ့ကိုယ်တိုင်ကအသင်းကိုဒါသူ့ကိုယ်တိုင်နဲ့ဒါအညောင်အညောင်ဖြစ်သွားတဲ့ပုံစံမျိုးရှိအခုလက်ရှိမှာကွင်းလေကောင်နေ figure out ပြန်လုပ်တဲ့အချိန်မှာ Haaland ကိုယ်တိုင် ဲ့သူဘာဖြစ်ချင်လဲဆိုတော့ကောင်းကောင်းကြီးသဘောကျောက်သဘောပေါက်သွားတဲ့အနေဒါတကူဟာလန်ရောက်ရှိသွားခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တကယ်တော့နေလာငါးလိုင်း movement မှာဆိုဖိုဒန်ကိုလည်းကျွန်တော်ချီးကျူးတယ်ဖိုဒန်နဲ့လက်ရှိမှာဒါဒီနေ့မှာလုံးဝတော့ကျွန်တော် head to head တွေ့မှာနှစ်ကောင်ရှိတယ်ဖိုလုံနဲ့ဖိုဒန်နဲ့ဆဘုတ်စလိုက်ပဲဆဘုတ်စလိုက်ရဲ့ attacking midfield play တွေဒါကွေးလေပိုင်း play နဲ့တူကျွန်တော်တို့ဒါဖိုဒန်ရဲ့ကွေးလေပိုင်း play တွေကတော်တော်ကြီးကိုတော်တော်ကြီးကိုဒါနှစ်သိန်းလုံးရဲ့ဒါကျွန်တော်တို့ဟိုလွန်ဆွဲအားတွေကိုဒါကျွန်တော်တို့ လောက်ရမယ်နေသားမှာရှိတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိရတဲ့မှာပါတယ်မြည်တော့ပင်ဆိုစီကောင်ဒီနေ့ပုံမှာဟူဂိုအီဂီတဂီလည်းမေးလို့မရဘူးအီဂီတဂီနေတဲ့ခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာသူ့ရဲ့ဒါကျွန်တော်တို့တလုံးနဲ့တလုံးဒါကျွန်တော်တို့ flat movement တွေကတော်တော်လေးကိုကောင်းလာတာတွေ့ရမှာအဲ့တော့ဒီနေ့ပွဲစဉ်ကျွန်တော်ကတော့ခမရောက်တဲ့ထင်တာတယ်ကျွန်တော်နည်းနည်းလေးပူ height တွေတော့ဒါကျွန်တော်ကလည်း height ဘာလို့ကြိုက်တယ်ဘာလို့နှစ်သိန်းတော့ခုချိန်မှာတို့ကိုတို့ဘာဖြစ်ချင်နေမှန်းသိတဲ့အသိနှစ်သိန်းဖြစ်လာပြီဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့အယံအယံဒီနေ့ပွဲစဉ်တော့ကျွန်တော်တော့တော်တော်လေးကို excited ဖြစ်တယ်ခမရောက်တော့မသိဘူးဗောနော်ဒီခါတော့ကျွန်တော် hyper ဖြစ်နေတယ်အဲ့တော့ဘာကြောင့်လဲလက်ရှိမှာဒီနေ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆို ခံစစ်ပိုင်းကဒါလီဗာပူးတင်းနေတာကျွန်တော်ပြန်ပြီး figure out ပြန်ဖြစ်တာရောဘတ်ဆန်ကိုနောက်မှာထားပြီးတော့ Bradley ကိုအလွန်ကြုံမတက်ခိုင်းဘူးဆိုရင်တော့အဆင်ပြေမယ်ဒါပေမဲ့ဒီနေရာဘာဖြစ်သွားလဲဆိုတော့ Salah ကတော့ automatic ကျသွားတာတွေ့ရမယ် Salah ကဘာလို့ automatic ကျသွားသူ့အနေနဲ့အရင်တော့ Alexander Arnold ရှိပြီးတော့သူ့ကိုတောက်လျှောက်ပန်ပိုးပေးနိုင်မပုံစံမျိုးမဟုတ်တော့မယ်နဲ့ Bradley ကနောက်မှာအဓိကထိန်းတယ် Salah ကတော့ဒီနေရာမှာဒီနေ့ပွဲစဉ်မှာဒါဘယ်လောက်ထိသူ့အနေနဲ့ performance ပြနိုင်မလဲအရေးကြီးတာက Salah အနေနဲ့ဘာဒီဘလို့ဒါကျွန်တော်လက်ရှိမှာ City နဲ့တွေ့တယ်အမြင်နဲ့လို့သူ့ရဲ့ magical moment တွေကိုအမြင်နဲ့တွေ့ခဲ့ရတယ်။ City အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ Salah ကိုထိန်းဖို့အတွက် ဘယ်လိုထပ်ပြီးကြိုးစားသွားမလဲအဲ့တော့ O'Reilly အမြင့်ဆုံးချိန်နဲ့ Salah လက်ရှိမှာ declining ချိန်နဲ့တွေ့မဲ့အချိန်မှာဒါကတော့ exciting ဖြစ်စရာကောင်းတယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတကယ်ပါခုနပြောသေးပဲဒါပို့ပြီးတော့ဘာလို့အဖက်ဖက်ကပေါ့နော်ဒါကျွန်တော် tension တွေအကုန်လုံးကို pump ိုးပြီးတင်ချလိုက်လို့ဖြစ်သွားတယ်ကျွန်တော်အနေနဲ့ဘာကြောင့်ဒီလိုပြောရလဲစီးတီးတဲ့နောက်ခုလက်ရှိမှာကျွန်တော်တို့ဒီနေ့ပွဲစဉ်နိုင်မယ်ဆိုအာဆင်နယ်လေးမှတ်ပဲကွာမယ်သူတို့တကြိမ်ထပ်တွေ့ရမှာအာဆင်နယ်သင်းဘာညာဖြစ်လဲအာဆင်နယ်သင်းလာမဲ့ဘက်မှာဒါကျွန်တော်တို့ဟိုပွဲချက်တွေနဲ့ရင်ဆိုင်မဲ့အချိန်ဘာညာရှိသေးတယ်လက်ရှိဒါကျွန်တော်တို့တစ်ဖက်ကဒါလီဗာပူးအသင်းဘက်ကပြန်ကြည့်မယ်ဆိုလီဗာပူးအသင်းကဒီနေ့ပေါ်စံနိုင်မယ်ဆိုဘူမန်နဲ့တခုရပြန်ပြီးဘေးလပ်လုပ်မယ်သူတို့ရအသင်းကြီးတော်များနဲ့ရင်ဆိုင်ပြီးဖြစ်တော့သူတို့နေအသင်းလက်တွေအသင်းငယ်တွေကိုပဲသူတို့အနိုင်ခံဖို့အတွက်ကြံတော့မယ် တော့ပြောချင်တာကဗျာတော်တော်လေးကိုမိုက်တဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်ကြည့်ရမယ်ဒီနေ့ပွဲစဉ်မှာရမှတ်ရနိုင်မဲ့ကောင်ကတော့အောင်နိုင်သူအနေနဲ့တစ်ဖက်ကအာစတိုသင်းကိုပရက်ရှာကြီးကျယ်ပေးနေတာဒါပေမဲ့သေချာရင်တော့ဘယ်ကောင်တော့မှမကောင်းဘူးလို့ပြောလို့ရတယ်အာစတိုသင်းတော့ကလွန်းရင်ပေါ့နော်ဒါတော့ပါလေဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းရလို့ဆိုတော့ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြ ပါနေမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်ဒီပါပါဗျ